ေး display မပါဘူးတော့ cloud ကလေးနေတယ်ဟုတ်အတူတူမတူဘူးနော်သူရဲ့အဖွင့်ပိတ် cloud ကလည်းဒီလိုမျိုးတန် cloud လေးနေတယ်အဲ့ဒီမှာတုံးထားတာက IC ရဲ့၃လုံးပဲပါတယ်ကြည့်ဟုတ်ကဲ့ DIC ရဲ့ charging ID 5V ကနေပြီးတော့4.2ကိုပြောင်းပြီးတော့ charging ID လေးနော်ဟုတ်နောက်တစ်ခုက function ID ငုတ်တွေအများကြီးနေဟုတ်ကဲ့ နောက်တစ်ခုက function ID နောက်တစ်ခုကကြာတော့အတိုင်းစီနော်ဟုတ်ကောင်ကအတိုင်း trail signal နဲ့ဒါပဲပါတယ်နော်ဘယ် bluetooth ပေါ့မဆိုဘယ် bluetooth ပေါ့မဆိုဆိုတာအဲ့ KDA ပေါ့ဒီမှာကဒီကနေပြီးတော့လာတဲ့4ဘို့5ဘို့ပြောင်းနေမှာလို့လို့တာနော်ကဲ boost လုပ်ပြီးမှာလို့လို့တာအဲ့ battery 4ဘို့5ဘို့ပြောင်းပြီး IC လေးရတက်တက်ပါကြရများလေဟုတ်ကဲ့6 6ငုံနေနော် အဲ့ဒီ6 6ကောင်းတဲ့ကောင်လေးကပြက်လေးများအဲ့ဒီမဲ့ဒီလိုမျိုးပေါက်သေးလေးမှကြတော့6ကောင်း6ကောင်းနဲ့5ဘဝနေပြီးဟို4ဘဝနေပြီးတော့5ဘဝပြောင်းနေအောင်ဒီမပါဘူးအဲ့အဲ့ဒီစနစ်ကိုဒီ fashion ID ထဲမှာပေါင်းထည့်တာတဲ့ဟုတ်အခုဆိုလို့ချင်းဒီပေါက်ကလေးကဘာဖြစ်ချက်လဲဆိုတော့အလုံးဖွင့်လိုက်ရင်ဒီပြရလေးနဲ့ဒီလုံးနဲ့ထွက်မလာဘူးနော်ဟုတ်ကဲ့ဒီလုံးနဲ့ထွက်မလာဘူးဆိုတော့ကျွန်တော်က အတိုင်းစီမကောင်းတာလည်းသိနေတယ်လေဟုတ်အတိုင်းစီမကောင်းတာလားဒါမှမဟုတ် function ပိုင်းလုံးလုံးမလုပ်တာလားသိရင် bluetooth နဲ့ချိန်ကြည့်ရနော် power no ပြီးတော့ဟို bluetooth ချိန်လို့ရတယ်အတန်မလာဘူးဆိုလို့ရှိရင်တော့ဒါအတန်ပိုင်းပေါ့နော်အထူးသဖြင့်အတိုင်းစီပြချက်ပေါ့ဟုတ်အခုကကြတော့ power ဖွင့်လိုက်တယ် power မီလေးလင်းတယ်ဒါပေမဲ့ bluetooth ချိန်လို့မရဘူး bluetooth မပေါ်ဘူးနော်ဟုတ်ကဲ့ဟုတ်မှာ bluetooth ဆိုရဲ့ ဘလူးတူးချိန်ဆရာစာပေါ်မလာဘူးခဲ့။အဲ့တော့ဒီဥစ္စာကနီးလင်းအောင်ပဲတင်တာ။အတန်ပိုင်းပြချက်မဟုတ်ဘူး။ဒါ function ပိုင်းကိုအလုံးလို့တဲ့ပြချက်ဆိုတော့ကျွန်တော်ပေါက်ချက်ချလို့ရတယ်။အဲ့ဒါကိုဘလို့ပြင်မလဲဆိုတော့ဒီဥစ္စာလေးကခိုက်ဖို့မရတဲ့ပြင်ချက်မှာဒီခလုတ်ဖွင့်တာနော်ပြန်ပြင်နေမယ်ဘက်ထရီကိုရင်တိုင်းပြရမယ်ဘက်ထရီကိုရင်တိုင်းပြရမယ် ဘက်ထရီအားရှိတယ်ဗျာ။ဟိုမှာ၄ပေါ့နော်။ဟုတ်။ဘက်ထရီအား၄ပုံပြည့်ရှိတယ်။ဖိုက်ဘောက USB ကိုရောက်ရမှာနော်။ဟုတ်ကဲ့။အနက်ကိုကောင်းမှဒေထောက်ထားပြီးတော့ USB ရဲ့ဖိုက်ဘောငုတ်ကိုတိုင်းကြည့်လိုက်တော့နှစ်ပုံပဲထွက်တယ်ဗျာ။ဟုတ်။ဟုတ်ကဲ့ဆီဆိုတာအမြဲ5ဘူရောက်နေရမှာတော့လေဟာသူ့ကိုထိုးမဲ့စပီကာ5ဘူနဲ့လောက်လို့တော့အဲ့တော့ဒီငုတ်ကို5ဘူရောက်အောင် မှန်ဖို့ဆိုတာကမလွယ်ဘူးညဟုတ်ပေါ်ဆန်းကတ်ချင်းထည့်ရမယ်ညနော် DNC လဲလဲရမှာရှိဘူးညပေါ်ဘက်ကအစားတို့ထည့်မှာဒါမှမဟုတ်နောက်တဲ့ Bluetooth ကတ်တစ်ခုအစားတို့ထည့်မှာလို့စဉ်းစားရရှိတယ်ဒါပေမဲ့ဒီကတ်မျိုးစားတွေကတခုကောင်းသွားတာလေဟုတ်ကဲ့ USB ငုတ်ကို5ကိုရောက်ကြအောင်လုပ်ညဟုတ်ဒီ battery 6ကိုရောက်တာ ਨੇ အဲ့ function ကြီးလုပ်လုပ်တယ်ညဟုတ်ကဲ့ကျွန်တော်ဆက်ပြမယ်နော် ဆမ်းရမယ်ဆိုဆမ်းပြီးသားပါဆမ်းပြီးသားကိုပြန်ဖြုတ်ပြီးပြန်ပြန်တက်ပြန်တော့ရှင်းပြတယ်ဒါကလောက်ဒီကလောက်ကဘာလို့အဖြတ်တော့လုပ်လို့လဲဆိုတော့ဟိုဒီ battery ဘို့ပေါ့နော်3.74ဘို့ကိုအဖြတ်တော့လုပ်မယ်ပေါ့နော်ဟုတ်ဟိုကဒီကလုတ်ထဲဝင်မယ်ကလုတ်ထဲမှာတစ်ဆင့်နောက်ပြီးတော့အဲ့ကလုတ်တွေကလည်းအဲ့ကလုတ်ဒီလိုပေါက်သေးလေးတွေကပါအဲ့ကလုတ်ကလေဒီမိုင်းနဲ့နော်အပေါ်အောက်ကိုလေကတ်ထားရပြန်ဟုတ်အဲ့ဒီတော့ဒီကလုတ်ကနေပြီးတော့ထွက်လာတယ် 3.7ကိုခလုတ်ကနေယူလို့မရဘူးလို့ဆိုမိုက်ပေါက်ကြီးခံရတယ်နော်အဲကောင်နေအဲ့ဒီပြဿနာရှိတယ်ဒါပေမဲ့လမ်းကြောင်းလိုက်လမ်းကြောင်းတိထိုင်ရဲ့ဒီလမ်းကြောင်းကဒီထဲကိုဘက်ထရီအပေါင်းကိုဝင်မယ်ပြီးတော့အလင်ငုတ်ကဒီဒီဒီလမ်းကြောင်းကနေထွက်တာပြန်အပြာကြီးကြီးရောဟုတ်ကဲ့အဲ့ဒီအပြာကြီးကခလုတ်ကနေပြန်ပြီးတော့ထုတ်ပြန်တော့နော်ဟုတ်ဒီနားထိသွားရပြဟုတ်ကဲ့ဒီနေရာမှာဒါအင်တာတာပေါ့နော်အင်တာတာဆိုကွိုင်း ပွင့်တက်ကြမယ်နော်။အဲ့တော့ခူတာပါနော်။ဒါပေမဲ့ဘာလဲပြောအဲ့ဒါကြီးက3.7ဆိုမဟုတ်4ဖို့ထွက်လာညောင်းကြီး။ဟုတ်ကဲ့။မာလီဟောမို့ကိုတိုင်းရနော်။မတစ်ဆက်ခလုတ်ပိတ်ထားရနော်။ဟုတ်ကဲ့။ခလုတ်ပိတ်ထားရနေထားမှာ။ဒီနေရာမှာတဘောမှရှိနော်။ခလုတ်ဖွင့်လိုက်မယ်။ကြီးရလေးနေနဲ့ဒီနေရာမှာဖိုးဖို့ရပါပြီ။ဟုတ်ကဲ့။ဒီနေရာ ဟိုခလုတ်ကနေပြီးတော့ဖိုးဖို့ထုတ်ရမှာအဲဒီကနေပြီးတော့ကျွန်တော်ကချမ်ဘာကျူးလေးချောင်းနေ USB 5ဘုံကိုလမ်းပေးလိုက်မှာနော်เนี่ยคลุกไปได้เนาะเบรดี้ผุ่ยเสียหมดเลย ကလုတ်ပိတ်ထားရတော့ဘူကကက်ကိုမသွားဘူးကလုတ်ဖွင့်ပြီးတော့မလုံးရိုးရိုးလေးပဲနော်ဟုတ်ကဲ့ဘက်ထရီလေးဖို့ရိုးစီငုတ်ကိုပို့လိုက်တယ်နော်ဟုတ်ဖွင့်ပြန်အောင်ကြည့်ကောင်းပါရဲ့ဟုတ်အဲ့ဒီချိန်မှာဒီ USB ကဘယ်နှဘိုးရှိမလဲဆိုတော့ နော်ဘက်ထရီဖို့ပဲရှိတယ်ဖိုက်ဖို့မပြေဘူးနော်ဟုတ်ကဲ့ဘလူးတူးချိန်ပြီးတော့ဆန်းကြည့်ပြပါဦးဘလူးတူးဘိုင်းကတော့ OK ပဲဟုတ်ကဲ့ဒါပေမဲ့ USB နဲ့ OK ပါမလားဆိုတော့ကျွန်တော်မဆန်းဘူးခုမှပဲဆန်းကြည့်တာကျွန်တော် USB ရဖိုက်ဖို့လိုချင်တာလေဟုတ်ကဲ့သူကဖိုက်ဖို့မပြေဘူးဆိုတော့လုံးလုံးပါ အကောင်လုံးလုံးပဲဗျ။ဟုတ်ကဲ့။ဆက်စီကလုံးလုံးပဲနော်။ကောင်းပါပြီ။ဟုတ်ကဲ့။